ခံကျင်တာအမှန်တော့ဖုန်းလေးနဲ့အမောင်ချပြီးတော့အဲ့လိုမျိုးကြည်ရတော့ပါဆိုပို့ပြီးတော့အဲ့လိုရင်ခုန်စိတ်လို့ရဖို့ကောင်းတယ်ပေါ့နော်အဲ့ဒါလေးကိုငွားကြိုက်တာပေါ့ဖေးမျက်ရည်ကျလွယ်ရသိမှန်ကျန်ပါဆိုစိတ်ကောက်လို့ရှိရင်တော့ညီမငိုပြလိုက်တယ်စိတ်ကောက်လို့ရှိရင်အဲ့ဒါဆိုတော့ဖေးမျက်ရည်လွယ်ရတော့သိပါပြီနိုင်စင်းနေဆိုညီမကလည်းအဲ့လိုမျိုးနိုင်စင်းနေဆိုပို့ပြီးတော့သဘောကျတာပေါ့နော်အဲ့လိုညာဘက်တည်းရရတာပြီးတော့တရေကလည်းဖြစ်တယ်ဆိုတော့အရင် ်ဆိုရင်ညီမရဲ့ဒါငါးကောင်းမြောက်ပေါ့နော်ဒီကားမှာကျတော့ညီမရဲ့ character လေးကပေါ်ပေါ်ပပလေးပါပဲငွေချင်း၃ယောက်ပေါ့နော်ခီးသွားရင်းနဲ့ကားပြက်ပြီးတော့ဒီဟိုဖုန်ကြီးချောင်းလေးပေါ့နော်ဖုန်ကြီးချောင်းရောက်သွားတဲ့ character လေးပါပေါ်ပေါ်ပပလေးပါပဲဟုတ်ပြပြရတော့မပေါ်ဘူး the character ကတော့တော်တော်လေးအညီမအရင်ကြည့်ဘူးရဲ့ character character ရဲ့ထက်ပေါ့နော်တော်တော်လေးကိုခွဲပြပါတယ်သူဟုတ် မမရိုက်ဘူးဖေးရဖေးရပထမဆုံးဒီတရေကားလို့အောင်ပြောလို့ရရပေါ့နော်ဖေးရဟုတ်တယ်ဒီ character တွေကဖေးဖေးအတွက်တော်တော်ဆန်းတယ်ပေါ့နော်ညမတာကိုဖေးဖေး character လေးကိုသဘောကျပါတယ်ဟုတ်ခံစားဟုတ်အဲခံစားရလားဆိုတော့ဟုတ်အဲ့ရိုက်တော့ကလည်းညမပါနေရဆိုတော့လေရိုက်တော့ကလည်းအလိုလိုပဲဖေဖေငိုလို့ရှင့် တပီးရပါလိုက်ပြီးတော့အဲ့လိုငိုတာဘာရှိတော့ဆင်းနေပါလေဆိုတိတ်ပြီးတော့မကြည့်ရအောင်ရှောင်ထွက်လိုက်တာပေါ့နော်ဟုတ်အဖေက on ဆင်းမှာတော့ဖေဖေကလာမပြောဘောနော်ဒီအမုံတို့ဒီတိုင်းအပြင်မှာဒီပေါ့နော်ဟိုတယ်နားတဲ့အချိန်နေရှူတင်နားတဲ့အချိန်နေမှာတော့ညီမကိုပြောပြပေးရည်ရှိပါတယ်ရှင့်ပေါ့အဲ့လိုရိုက်နေရင်းနဲ့ဟိုကိုချောင်းဒီ paranormal လို့ပါတယ်ပါတော့တို့ရဲ့ဒီ audio set တင်နေတာ sorry audio set တင်နေအဲ့လိုဆန်းတဲ့အချိန်မှာ တကယ်အဲ့လိုကြားခဲ့ရတယ်ဗျရောရှိပါတယ်ဟုတ်အဲ့ဒါလေးကတော့အမှတ်တရပဲပေါ့နော်ပြီးတော့နိုင်စင်းနေကြီးပဲရိုက်တာပို့များရယ်ကွညီမတို့ဒီကားလေးရပါတော့ဆိုတော့အမှတ်တော်တော်အမှတ်တရဖြစ်ပါအရှာဟုတ်နိုင်စင်းနေဆိုတော့ညီမကလည်းအဲ့လိုမျိုးနိုင်စင်းနေဆိုပို့ပြီးတော့သဘောကျရပါတော့အဲ့လိုညားဘက်တွေရိုက်ရတာပြီးတော့တရေကလည်းဖြစ်တယ်ဆိုတော့အရန်အဲ့လိုစိတ်လိုရှာဖို့ကောင်းခဲ့ပါအရှာဟုတ်တွေးကြောင်းကြောင်ညီမကငိုရေကဒီအဲ့လို horror fan ပေါ့နော်တရေကားတွေဆိုတော်တော်များများကြိုက်တယ်အဲ့လိုတရေကားတွေလည်း တော်တော်များများကြည့်ပြပါရဲ့ဆိုတော့ဒီလိုမျိုးရရတော့ပို့ပြီးတော့စိတ်လုံးရှားဖို့ကောင်းတာပေါ့နော်ညဘက်တွေရရတယ်ပြီးတော့တဲကလည်းဖြစ်တယ်ဆိုတော့ဟုတ်အဲ့တော့အဲ့လိုရှူတင်အခွင့်နဲ့ဆိုတော့ဟိုလူတော့အများရပေါ့နော်အရန်တော့တိတ်မောတိတ်မကြောက်တဲ့ထဲမှာပါရဲ့ပေါ့နော်ဆိုတော့ဟိုဘယ်လိုပါမလဲအတွေ့အကြုံလေးအစ်စ်တွေရောရရခဲ့ပါရဲ့ဟုတ်ညမကတော့အဲ့လိုမရှိခဲ့ဘူးတမီးကတော့မရှိခဲ့ဘူးပေါ့နော်ဟိုဒါပေမဲ့အဲ့လို ောက်ခံခြင်းတာအမှန်တော့ထောက်ခံခြင်းပဲမဲ့ဟောဒါပေမဲ့အဲ့လိုကလည်းမဖြစ်ခဲ့ပါဘူးအဆင်ပြေပြေနဲ့ပဲမို့လို့ရိုက်ခဲ့ပါတယ်ရှင်ဟောကြည့်ပြတော့ကြည့်ကြည့်ရတော်တော်များများကြည့်ရအဲ့လို live လွှင့်တာတို့ပါလို့ဆိုလို့ရှိရင်လေဒီမှာရင်တော့ဆိုလို့ရှိရင်အဲ့လိုတရေလိုက်ရှာတာတို့ပါလို့ဆိုတော့တော်တော်ဟိုရင်တော့ဆိုညဘယ်နှစ်လိုက်နှစ်နာရီတော့တို့ live လွှင့်လို့ရှိရင်လေကိုကအဲ့လိုဖုန်းလေးနဲ့အမောင်ချပြီးတော့အဲ့လိုမျိုးကြည့်ရတို့ပါလို့ဆိုပို့ပြီးတော့အဲ့လိုရင်ခုန်စိတ်လို့ရှားဖို့ကောင်းတယ်ပေါ့နော်အဲ့အရာလေးကိုငွားကြိုက်တာဟုတ် ဟုတ်တယ်ဟုတ်တယ်အနောက်ဟိုလိုတကယ်တကယ်ခြောက်တဲ့နေရာကြီးဆိုတော့သွားပြီးတော့အဲလေးလာခြင်းနဲ့ပေါ့အဲဒါပေမဲ့လည်းအဲ့လိုဖေဖေကအဲ့လိုတွေပါလေဆိုသဘောတိတ်မကြောက်ဘူးနော်မဟုတ်အဲ့လိုမျိုးအဲစိတ်ပူတာပါဟုတ်အခုသဘောနဲ့ကိုတော့ဟိုလက်မခံဘူးနော်ဖေဖေအဓိကရွေးပေးရဲ့ character လေးတွေကိုတော့ပို့ပြီးတော့လက်ခံပြပါရဲ့ရှာအမှုပညာကကြတော့မုံတို့ဒီ မှန်ကဖေးဖေးသားဖေးဖေးချောင်းပေါ့နော်ဒီလောကတွေကိုမဟုတ်သူများကြီးထပ်စားလို့ရှင်လွယ်လွယ်ကူကူနဲ့ပေါ့နော်ဝင်လာလို့ရရဲ့အဲ့လိုပြောလို့ရပါတယ်အဖေးဖေးကျေးဇူးကတော့အများကြီးပါပေါ့နော်ဖေးဖေးချောင်းသားညီမဒီလိုနေရာမှာရောက်နေရပါလို့အဲဆိုတော့မနုပညာကိုတကယ်လို့ထပ်ပြီးတော့လုတ်ခွင့်ရလို့ရှင်အများကြီးထပ်ပြီးတော့လုတ်ချင်ပါသေးရဲ့ရှင်တော့ဝါသနာပါလားယူတူတာလားဆိုတော့ပြောပြရမလဲယူတူတာချင်ပါရဲ့ဘာလို့ဆိုတော့ဖေးဖေးဟိုရှူတင်နေငယ်ငယ်လေးတွေကလိုက်ထဲကပေါ့နော် ဒီကညီမအခုဒီအသက်ရွယ်အထိရှူတင်มาပဲမုံကြီးပြင်းလာရဲဆိုလဲမမအူဆိုတော့အဲ့လိုဘာလို့ရှူတင်နေရောင်းရီကိုပျော်နေရအဲ့လိုကိုတီဟောဟောညီမအကိုကသူလဲတကားရိုက်ထားပါရဲ့ဟောထမဲရယူကိုတီကနည်းနည်းအဲ့လိုရှက်တက်တယ်ပေါ့နော်သူကအေးဆေးဆေးပဲသူအဲ့လို private life မှာပဲသူကပို့ပြီးတော့ဟောဟောအဲ့လိုသမီးကအခုဟာ short series လေးထပ်ပြီးတော့ရိုက်ထားပါရဲ့နောက်ပြီးတော့ရုပ်ရှင်ကားရေလဲထပ်ပြီးတော့ရိုက်ဖို့ရှိပါသေးတယ်အဲ့လိုဟောကိုနဲ့လိုက်ဖက်တာ မို့အဲ့လိုအကုန် try ရှိကြတယ်ပေါ့နော် character မျိုးစုံဟုတ် drama ရတော့အဲ့လိုရိုက်ကြည့်ကြတယ်ပေါ့နော်မုံရိုက်တဲ့ကားတွေအကြီး drama တော့တိတ်မပါသေးဘူးမို့ comedy try ပြီးွားရပြီးရင်ဒီ horror လည်းရိုက်ပွားရပေါ့နော်ဒရာမာလေးကိုတိတိချာချာလေးလိုက်ချင်ပါရဲ့ရှောင်းဟုတ်တယ်ဟုတ်တယ်အဲ့လိုမိသားစုကားနဲ့ပတ်သက်ပြီးတော့လေအဲ့လိုမျိုးလေးဖေနဲ့ပေါ့အဓိကဖေဖေနဲ့ရိုက်ကြည့်ချင်တယ်ဖေဖေနဲ့ဆိုပါလို့ဆိုတော့မျက်ရည်က ကြာမှာဆိုတော့တည်နေတော့ပြောပြပြတယ်ဒါပေမဲ့ဖေဖေကကျတော့ drama မြိုက်စီခြင်းဟိုတမီးကိုအငိုရမှာဆိုလို့ပင်မမှာဆိုလို့ပေါ့နော်ဆိုတော့ဒါကတော့ဘယ်လိုလာမလဲတော့မသိသေးဘူးကိုကိုရိုင်းကကျတော့အဲ့လိုမိသားစုဥစားပဲပေါ့နော်အဲ့လိုမျိုးဖေဖေနဲ့မိသားစုဆက်လို့ပြောတာမဟုတ်ဖေဖေနဲ့မဟုတ်ရင်ကိုကိုဆိုလို့ရှိရင် drama ဆိုလို့ရှိရင်အဲ့လိုမျိုးနည်းနည်းဟို ိုနည်းနည်းဇက်နာတဲ့ဟာလေးအဲ့လိုရိုက်ကြည့်နေတယ်ပေါ့နော်ဒါပေမဲ့ဘလို့လားမသိသေးပါဘူးမိုင်းဟုတ်ကြည့်ပြီးတော့အော်ငငယ်တော့အဲ့လိုလေ့ကျင်နေပေါ့နော်ဒါပေမဲ့အခုနောက်ပိုင်းတချင်းနေပါရဲ့အဲ့လိုနားထောင်ရဲနဲ့တချင်းရဲ့ဒီဟိုဘယ်ကောင်လဲသူစာသားရဲ့အနိုင်ပေါ့နော်အဲ့လိုပြီးတော့လေ့ကျင်ဖြစ်ပါရဲ့ဟုတ်ဖေဖေမျက်ရည်ကျရလို့ရသိမှကျတယ်ဘာလို့ဆိုစိတ်ကောက်လို့ရှိရင်တော့ညီမငိုပြလိုက်တယ်စိတ်ကောက်လို့ရှိရင်အဲ့လိုဆိုတော့ဖေဖေမျက်ရည်လို့ရတော့သိပါရဲ့ဖေဖေအနှစ်ယောက်လုံးပဲ ောက်လုံးဟိုကောက်နေရပါတော့တယောက်နဲ့တွေ့ရင်တယောက်ကိုပူစာပြီးတော့ဘလိုကောက်လိုက်အဲ့လိုမျိုးပေါ့နော်အငယ်ဆုံးဆိုတော့လေအခုကိုတီကလည်းသူကနိုင်ငံခြားရောက်နေပြီဆိုတော့ညီမတယောက်ပဲဆိုဟုတ်အာညီမတယောက်ပဲဆိုတော့စိုးကျင်နိုင်နေစိုးနေလားလားဆိုတော့ဟုတ်အဲ့လိုလိုချင်တာအဲ့လိုပစ္စည်းတွေပါပြီးတော့မဟုတ်ဘူးပေါ့နော်အဲ့လိုဥပမာဟာဟိုနေရာသွားခြင်းနဲ့ဒီနေရာသွားခြင်းနဲ့အဲ့လိုမျိုးလေးပါပဲဟုတ်လို့ အရန်ကြီးတော့ပူစားရဲထဲမှာတော့မပါပါဟုတ်တယ်ဟုတ်တယ်ဖေဖေကဟုတ်အဖေဖေနဲ့တော့သွားပြပါရင်ညီမဒီတိုင်းဆိုရင်လည်းညီမလည်းအိမ်မှာပဲနေရပုံများပါရဲ့ရှင်အမုံတို့ရဲ့ဒီသူတော်တဆေရုပ်ရှင်ဆက်ကားကြီးက20ရက်နေပေါ့နော်ဒီ6လပိုင်းကြာလို့ရှင်တင်မာတော့ပါမယ်ရှင်အဲ့ဒါမုံတို့ရဲ့ဒီ horror ဆက်ကားလေးကိုလာရောက်ပြီးတော့ကြည့်ရှုအားပေးဖို့ညီမဒီကနေဖိတ်ခေါ်လိုက်ပါရဲ့ဟုတ်